ပါတယ်။မြောက်ဘက်မှာမဟာလောကမာရဇိန်ဖျားရှိပြီးအရှေ့ဘက်မှာမှန်ကျောင်းတော်ရရှိပါတယ်။မဟာယန်တတိုင်းနှစ်ထပ်ကစတူယန်၄ပြားရှိပါတယ်။ကျောင်းတော်ကြီးကို1221ခုကဆုံလာဇန်၂ရက်မှာမြင်းညိပြင်ဆင်ပြီး1221ခုကဆုံလာဇန်14ရက်မှာအုံမြစ်ချခဲ့တယ်လို့သိရပါတယ်။1239ခုနှစ်ဒဇောင်မုံလားပြည့်ကျော်10ရက်မှသာမင်းတုံမင်းဟာကျောင်းအလူပြီးမြောက်ရေဆက်ချနိုင်ခဲ့ပါတယ်။အမှားအယွင်းမရှိ အောင်အနှုစိတ်တိဆောက်ခဲ့တာကြောင့်18နှစ်ကြာတိဆောက်ခဲ့ရပါတယ်။ဘုံ၅စင်းနှင့်လှေကား6ခု အရှိအနောက်တစ်ခုစီ တောင်မြောက်နှစ်ခုစီကိုအတွင်းရွှေဘိန်းချပြီးအပြင်အင်္ဂရေပန်းတော်လက်ရာတို့နဲ့ပြုလုပ်ထားပါတယ်။ကျွန်းစင်တိုင်အမြင့်63တောင်တိုင်ပေါင်း246တိုင်တို့နဲ့ခန်းနာကြီးကျယ်ပြီးစက်တရေအလွန်ရှိပါတယ်။ ဘောရီသားရုပ်ပွားတော်ကြီးတဆူနဲ့ဝင်းလဲတော်ခန်းတဆူကိုလည်းပူဇော်ထားခဲ့ပါတယ်။မန်ဖီယာစင်တူတော်မှာယရီချင်းတရားကျော်ရှိတဲ့မဟာစိန်တော်ကိုအုံနှလုံးမွေရှင်ပြူပြီးတတ်ထားခဲ့တယ်လို့သိရပါတယ်။ကျောင်းတော်ကြီးကိုမူလတိဆောက်ခဲ့စဉ်က